မင်္ဂလာနံနက်ခင်းပါရှင်ဒီမနေ့တော့ဒီရာသီမှာအများဆုံးလဲပွင့်နေကြတယ်အများဆုံးလဲကျွေးနေကြတယ်ရာသီစာလေးလဲဖြစ်တယ်ဆေးဖက်လဲဝင်နေဆိုတော့တခုပ်ပွင့်လေးတွေကိုဖီဖီသွားောက်ပါမယ်ရှင်ခင်းငုပ်ပွင့်လို့ခေါ်တယ်ဒီတခုပ်ပွင့်လေးတွေကိုတုတ်စားမလားကြော်စားမလားပြုတ်တို့မလားအကုန်အဆင်ပြေပါတယ်ဒီတခုပ်ပွင့်လေးတွေကကျမရဲ့အတွက်ဆိုရင် သွေးလေလက်ပါအားကောင်းတယ်ခြေထိတ်လက်ထိတ်ထုတ်ချင်းကြိုက်ခဲတာတွေဝမ်းချုပ်တာတွေအသေးချောင်းအသေးစီပုံးတာတွေစီးကျုံသွေးတိုးယောဂတွေအတွက်အချို့ကအသုံးလှပါတယ်အိုမင်းရင့်ညော်မှုတွေကိုလည်းတားဆီးပေးပါတယ်တဲ့ရာသီစာလေးလည်းဖြစ်တာမို့ကောင်းလို့ရလာတဲ့သခုပ်ပွင့်လေးတွေကို နေလန်းအချောက်ခံပြီးတော့သူ့ရာသီမဟုတ်လဲစားသုံးနိုင်ပါသေးတယ်။တခုပွင့်လေးကိုသုံးစားမှာမို့ရေနွေးဆူဆူမှခက်တက်တက်လေးပြုတ်တယ်။အနံ့မမွေးလေးရအောင်ကြက်သွင်ပြူစီကြက်လေးကိုထည့်မယ်။မြူတီစိန်လေးရဲ့ကြက်သွင်လေးရဲ့ ချမ်းကျင်သေးလေးရဲ့ချက်ပြီးတော့တုံးမယ်တက်ကော်နီလေးကိုမထူမပါပဲထဲထုတ်တာကြိုက်တဲ့ပြုတ်ထားတဲ့သခုတ်ပွင့်လေးတွေကို အစာပလာနဲ့ရောသွားအောင်နည်းနည်းတော့ညှက်မယ်ငယုတ်သေးစိမ်ရိတ်ရိတ်ကလေးထည့်မယ်တုပ်ခိုးတွေ ready ဖြစ်ပြီအစာပလာလေးတွေလည်းဆင်သစ်ဖြစ်ပြီအခါလေးလေးတက်တာသွားအောင်ပဲချာဆောင်လေးကိုထည့်ထုတ်ပါမယ် အားလုံးလည်း ready ဖြစ်ပြီဆိုတော့စတုပ်လို့ရပါပြီ။ပဲကြဆန်းတုံတုံတက်လေးထည့်မယ်။ကြက်တုံကြောကြီးမမွားလေးထည့်မယ်။ရေပဲစလုံးစကုလေးထည့်မယ်။ဝါဝါထိန်ထိန်စီချက်ကလေးထည့်မယ်။ရှူရှူရှဲရှဲမြို့ကြောထည့်မယ်။တံမြအနံလေးမှုေးအောင်တံမြသီးကိုညှစ်ထည့်လိုက်မယ်။ အစာပလာတွေအားလုံးထည့်ပြီးရင်အပေါ်အားပပနနက်ကလေးနေမယ်တီတီမိမိလေးနေလိုက်ပါမယ်။တရန်ဆောင်းကောင်းတဲ့တခုပ်ပွင်ပဲချာဆန်တုတ်ကလေးရပါပြီရှင်။အတုတ်ကလေးကထမင်းအဖြူထည်လေးနဲ့လည်းလိုက်တယ်။တခုပ်ပွင်လေးရဲ့အရာသာကအချုံရောအခါရောပါတာမဟုတ်လို့စားလို့ကတော့တော်တော်ကောင်းပါတယ်။ရာသီစားလေးလည်းဖြစ်လှိုင်းလှိုင်းလေးပွင့်နေတယ်။တခုပ်ပွင်လေးတွေကို ဖီဖီတို့အိမ်ရှင်ပါတယ်။သုံးဆောင်ကြည့်လိုက်ကြပါအောင်ရှင်။ဖီဖီရဲ့အစားအစာလေးတွေကြိုက်နှစ်သက်တယ်ဆိုရင်ဖီဖီဖူဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။